ုံမြင့်တန်ကြားပြည်သက်များရှင်ကျေးဇူးတော်ရှင်အကမဟာပဏိတာမုဂုဆရာတော်ဖျားကြီးဘောနှစ်ထံပြန်လည်တော်မူပြီးနှစ်နှစ်ပြည့်မြောက်ချိန်မှာတော့ဆရာတော်ဖျားကြီးရုပ်ကလတ်တော်မိသိညိုရာဌာနဖြစ်တဲ့အမရပူရမြို့ဩတော်ရက်ခွဲရှိပွဲတော်ရင်ကွင်းမြင့်ကြီးအတွင်မှာမင်္ဂလာဓာတုဓမ္မဇေယျတော်ကြီးကိုတည်ထားကိုးကွယ်ခဲ့ကြပါသည်ဒီဇေယျတော်ကြီးကိုဆရာတော်ဖျားကြီးရုပ်ကလတ်တော်မိသိညိုတဲ့ညချင်းခံဥပလင်ကိုခြုံငုံပြီးမိသိညိုရာမှာကျွင်းချင်ရတော်မူတဲ့ဆန်တော်မျက်လုံးတော် အယိုးတော်အသွေးတော်သင်္ကန်းတော်များကိုဌာပနာပြီးတည်ထားတော်မူခဲ့ခြင်းဖြစ်ပါတယ်။ဖြစ်စဉ်ကြာသူလာပြည့်နေ့ရောက်တိုင်းလဲဆရာတော်ဖျားကြီးရဲ့ဂုဏ်ကျေးဇူးကိုပူဇော်တော်အားဖြင့်မင်္ဂလာဓာတုဓမ္မစီဒီဗုဒ္ဓပူဇနီယပွဲတော်နဲ့တန်ခါဒါနဆွမ်းလုံးလူပူဇော်ပွဲကိုကျင်းပပြုလုပ်ပူဇော်ခဲ့ကြပါလိမ့်ရှင်။ တော်ရှင်အဂမပန္နိတမဟုတ်ဆရာတော်ဘုရားကြီးဓာတုမဇေရမြတ်ကြီးကိုတက္ကရီ1324ခုရာစုလာပြီးနေ့တွင်ခဏရိုက်ခါ1326ခုဒုတိယဝါစုလာပြီးနေ့တွင်ခီတော်တင်ကကြီးကြီးအောင်မြင်ခဲ့ပါသည်၎င်းခီတော်ချင်းမှာ28လက်မပဲဖြစ်ပြီးအမိုးဝမ်းအချင်းမှာ32နှစ်ပဲဖြစ်ပါတယ်ဇေရီတော်ဖနက်တော်မှာ15ပဲ6လက်မဖြစ်ပြီးဇေရီတော်ပြင်မှာ32ပဲဖြစ်ပါတယ် မြေကြီးမှာစိန်မှုတော်အထိ63မြေဖြင့်တိခြားကိုယ်ပွယ်ပူဇော်နိုင်ခဲ့ပါတယ်ဓာတုမဇီတော်မြတ်ကြီးကြီးကြီးအောင်မြင်ခဲ့ပြီးနောက်ကြီးကြီးတော်ရှင်မဟုတ်ဆရာတော်ဘုရားကြီးရဲ့ဒုံလဘဒေသနာတရားတော်များများကိုကျောက်စာချက်များဖြင့်ပူဇော်နိုင်ရန်အတွက်ကျောက်စာရိုက်ကိုဆောလုပ်လူဆန်းခဲ့ပါတယ်ကျောက်စာရိုက်အမြင့်ပေမှာ69ပေဖြစ်ပြီးအခန်းဘွဲမှာငါးခန်းနှစ်ခန်းဖြစ်ပါတယ်ကျောက်စာချက်ရေမှာ28ချက်ဖြစ်ပြီးကျောက်စာစာမျက်နှာမှာ54မျက်နှာဖြစ် ဒုံလဘဒေသနာတရားတော်များကိုပူဇော်ထားရှိနိုင်ခဲ့ပါတယ်။တက္ကရီ1359ခုနှစ်မှစ၍ဦးဇင်ဓာတုမဇ္ဇီတော်မြတ်ကြီးကိုဗက်စုံမွမ်းမံပြုပြင်ခဲ့ပါတယ်။ယခုလည်းဓာတုမဇ္ဇီတော်ယူဝင်းအတွင်းကျောက်စာတိုက်ကျောင်းဆောင်တစ်ခုနှင့်ဓမ္မယုံတစ်ခုကိုစောက်လုပ်လူခံပြုပြင်နေသေးဖြစ်ပါတယ်။၎င်းဓမ္မယုံကြီးမှာကျာစုလာကြီးနှင့်ဓာတုမဇ္ဇီဘုရားပူဇိနီးကပွဲတော်အခါရောက်တဲ့အခါသံဃာတော်ရှင်မြတ်များနဲ့ဖျားဘူးမြတ် ကဲနိုင်ရန်အတွက်သံဃာတော်ရှင်များအာယုံဆုံးကဲနိုင်ရန်အတွက်ဤဓမ္မယုံကြီးကိုဆောက်လုပ်လူခံပါတယ်။ဖျားဥလာတဲ့ဒကာဒကမအပေါင်းထဲမှာသံဃာတော်ရှင်များပါခဲ့လျင်သတင်းသုံးနိုင်ရန်အတွက်အကြောင်းကိုလည်းဆောက်လုပ်လူခံပူဇော်ခဲ့ပါ တို့ဖျားကြီးဘဝနဲ့ထံပြန်လွန်တော်မူသွားရာမင်္ဂလာမခင်ဟိတာចောင်းတဲ့ကြီးကိုလည်းအခုခါမှတော့တန်ဝင်ဇနီးရပြတဲ့အဖြစ်နဲ့ပြသထားပါလိမ့်။ပြတဲ့အတွင်းမှာဆရာတော်ဖျားကြီးတဘောခဏဝန်ချသွားတဲ့အခန်းလေးဂရင်အိယာများကိုဒီခင်းနေထားတိုင်းတည်တည်တတ်တတ်ပြင်ဆင်ပြသထားပါလိမ့်။မင်္ဂလာမခင်ဟိတာចောင်းအောင်မှာဤတိုက်ခန်းရှိပါလိမ့်။ ဲ့ဒီမြေတိုက်ခန်းဟာဆရာတော်ဖျားကြီးတက်တော်ထင်ရှားရှိစဉ်ခါကကမ္မထန်တရားအထုတ်တဲ့အခန်းလေးတွေနဲ့ဖွဲ့စည်းထားတဲ့တရားအထုတ်တဲ့နေရာဖြစ်ပါတယ်။ဇာပနာပွဲမှာဆရာတော်ဖျားကြီးရုပ်ကလက်တော်ကိုထည့်သွင်းပူဇော်ခဲ့တဲ့ဗရမ ्या ခေါင်းကိုလည်းမြေတိုက်ခန်းတွင်ဥပလင်ပေါ်မှာတင်ပြီးပူဇော်ထားတာကိုလည်းရင်တွေ့ကြီးညိုနိုင်ကြပါတယ်။ ဒါအပြင်ပြလိုက်နေရမှာဆရာတော်ဖျားကြီးရဲ့ဘဝဖြစ်တော်စဉ်ရေစည်းပကြီးကားများကိုလည်းချိတ်ဆွဲပြတ်တာထားတာဟာဖြင့်ကြီးညိုပွဲကောင်းလာပါလိမ့်ရှင်။ ြင်တန်ကြားပြည့်တညာရှင်။ဆရာတော်ဖျားကြီးဘောနှစ်ထံကျန်းလုံတော်မူပြီးငါးနှစ်ပြည့်မြောက်တဲ့1329ခုသတင်းကြိုလာပြည့်ကျော်၄ရက်နေ့မှာဆရာတော်ဖျားကြီးဝိပဿနာအခြေချစတင်ခဲ့တဲ့ဗရမများမြေမိုးဦးမြို့မှာ မင်္ဂလာဓာတုဓမ္မဇီးရီတစုကိုထိထားကူးပွဲခဲ့ကြပါလိမ့်။မုဂုမြို့မင်္ဂလာဓာတုဓမ္မဇီးဒီကိုဆရာတော်ဖျားကြီးတရင်သုံးတော်မူခဲ့တဲ့ခင်းယူတန်ရက်ရှိမင်္ဂလာကျောင်း၌အတွင်မှာထီထားကူးဝေခဲ့တာဖြစ်ပါလိမ့်ရှင်။ ော်ဖျားကြီးမင်းရှုတန့်စင်ဖွားမြင်ရာမန္တလေးတိုင်းအမရပူရမြို့နယ်ဥယျာဉ်တော်ရွာအင်းတော်မင်္ဂလာမှာလဲဆရာတော်ဖျားကြီးထေရုတ်ပတ်တိပြတိုင်းနဲ့ပုံရတာမက်ကြီးဓမ္မပိမံတော်ကြီးကိုခမ်းမထေဝါစွာတိဆောက်ခဲ့ပါတယ်။ အခုခါဓမ္မပိမံတော်ကြီးအောင်မြင်စွာတိဆောက်ပြီးစီးခဲ့ပြီဖြစ်လို့မြန်မာတက္ကရာ1369ခုနှစ်နတော်လဆုတ်7ရက်ခရစ်နှစ်2008ခုနှစ်ဇန်နဝါရီလ4ရက်နေ့မှာရေစကြမင်္ဂလာထိမ့်မှန်အခမ်းအနားအောင်မြင်စွာကျင်းပပြီးဓမ္မပိမံတော်ကြီးကိုဖိလစ်ခဲ့ပါတယ်ရှင်။ကိုကြီးတို့ဒီနေ့ရာဤဌာနကြီးဟာကျေးဇူးတော်ရှင်အကမဟာပဏိတမဟုတ်ဆရာတော်ဘုရားကြီးရဲ့ ိရှုသန့်စဉ်ပွင့်မြင်တော်မူရာဖြစ်တဲ့နေရာဌာနကြီးဖြစ်ပါတယ်ဤဌာနကြီး၌ဤပုံညတမက်ကြီးဓမ္မဗိမာန်တော်ကြီးဖြစ်ပေါ်လာဖို့ရန်အတွက်ကုသင်းတော်ဤလက်ရှိပရဏလာယကဆရာတော်ဖြစ်တဲ့ဆရာတော်ဗဒ္ဒနာဇောတိကမဟာထေဟာတို့ဒီနေရာဥယျာဉ်တော်ကြီးမှာဖြစ် ကျေးဇူးတော်ရှင်မိုးကိုဆရာတော်ဘုရားကြီးရဲ့တစ္ဆာကျေးဇူးတော်ကိုဆက်တော်နေအဖြစ်မှတ်တိုင်တစ်ခုရှိတယ်လို့ဆရာတော်ဘုရားကြီးကမိတ်ရှိဘူးပါတယ်အဲ့ဒီမိတ်ရှိခြင်းကိုအကြောင်းပြုပြီးတော့ဘုန်းကြီးနဲ့မဂရိကဆရာတော်ဥတုံတရတို့နှစ်ပါးတိုင်ပင်ပြီးတော့ကျေးဇူးဆက်ဖို့ရာကြီးရွယ်ချက်ဖြစ်ပေါ်လာပါတယ် အဲ့လိုရွက်ချက်ဖြစ်ပေါ်လာပြီးတဲ့နောက်1368ခုနှစ်တော်လာပြီကျော်8ရက်2005ခုနှစ်ဒီဇင်ဘာလ23ရက်နာနဲ့8နာရီ15မိနစ်အချိန်မှာဒီဘုံညသမဂီဓမ္မဗိမာန်တော်ကြီးဆောက်ဖို့ရန်အတွက်မနက်တော်တင်မင်္ဂလာခန္ဓာကိုပြုလုပ်ခဲ့ပါတယ် ခနဲ့တော်တယ်မင်္ဂလာခန္ဓာပြုလုပ်ပြီးတော့ဒီဘိမှန်ကြီးကိုဗာဦးဇင်းတို့ညာကောင်းမှုပေါင်းစုပြီးတော့ဒီဆောက်ကြဖို့ရာစိတ်ထဲမှာရည်ရွယ်ချက်ထားခဲ့ပါတယ်ဘာလို့ဒီဘိမှန်ကြီးဖြစ်ပေါ်လာရသလဲဆိုလို့ရှိရင်ဦးဇင်းတို့တရွေတက္ကသမပေါင်းသူတော်ကောင်းတို့တရွေဟာ ေဇူးတော်ရှင်မဟုတ်ဆရာတော်ဘုရားကြီးရဲ့ယေဇူးတော်ကြောင့်သာလည်းရင်မိမိတို့လက်ရှိရထားတဲ့ခန္ဓာ၅ပါးကြီးဟာဒုက္ခသစ္စာဖြစ်တယ်။ဤရရှိရတဲ့ခန္ဓာ၅ပါးကြီးဟာသန္တရာအဆက်ဆက်မှာသစ္စာမတိခဲ့တဲ့အဝိဇ္ဇာရောက်နေရရလျက်ဘဝမှာခင်တွေခဲ့တဲ့တဏှာကြောင့်ဖြစ်ပေါ်လာတယ်လို့ ဆရာတော်ဘုရားကြီးကရှင်းရှင်းလင်းလင်းမြင်ကြခဲ့တဲ့အတွက်ကြောင့်မို့မိမိတို့ရဲ့ခန္ဓာဖြစ်ကြောင်းဟာငါကြောင့်ဖြစ်တာမဟုတ်သူကြောင့်ဖြစ်တာမဟုတ်သစ္စာမသိမှုအဝိဇ္ဇာကြောင့်ခန္ဓာရတယ်သစ္စာမသိခြင်းအဝိဇ္ဇာဒီသမှုရသစ္စာဖြစ်တယ်ဒီခန္ဓာဇတိငြိမ်းအောင်ဖြင့်သမာဓိဋ္ဌိသမာသင်္ကပ္ပသမာဝါယမ သမာဓိသမာသမာဓိဆိုရဲမေခင်၅ပါးဆိုရဲမေဃသစ္စာတရားကိုကျူးစားမှသာလျင်ဒုက္ခခတိဉာဏ်ရဖြစ်တဲ့နိဗ္ဗာန်ဆိုရဲနိရောဓသစ္စာကိုမြင့်မောက်ပြုနိုင်မယ်လို့ဆရာတော်ဘုရားကြီးဟောကြားခဲ့လို့ဆရာတော်ဘုရားကြီးဟောကြားခဲ့တဲ့တရားတွေကိုနားထောင်ကြည့်ရှုမိမိတို့တသောသမျှကျင့်ကြံကျူးစားပွားများခဲ့သည့်အတွေ့အကြုံကိုသစ္စာသိခွင့်ရပါတယ်အဲ့ဒီသစ္စာသိခွင့်ရခြင်းကိုအကြောင်းပြုပြီးတော့ ရတော်ဘုရားကြီးရဲ့မွေးရာဥပ္ပါရာဖြစ်တဲ့ရင်းငယ်မြုပ်ဥယျာဉ်တော်ကြီးရွာရတော်ဘုရားကြီးမိကျူတန်တင်ဖွင့်မြင်တော်မူတဲ့အိန္ဒိယမှာဖြစ်မိမိတို့တဆွမ်းသမျှဗိမာန်တော်ကြီးပြီးဆောက်ပြီးတော့ကျေးဇူးဆက်ရင်ဖြင့်ကောင်းလိမ့်မယ်လို့ကျေးဇူးဆက်ခွင့်ရသည့်အလျော်စွာကျေးဇူးဆက်တဲ့လုပ်ငန်းဒီသူတော်ကောင်းတွေရဲ့လုပ်ငန်းဖြစ်သည့်အလျော်စွာကိုယ်စလို့အဲ့ဒီရည်ရွယ်ချက်ဖြင့်အိန္ဒိယဤဗိမာန်ကြီးကို ဆောက်လုပ်ခဲ့ခြင်းဖြစ်ပါတယ်။ဒါကြောင့်မို့ဤမုံညာသံဃာကြီးဓမ္မဗိမာန်တော်ကြီးကိုဘောဇာတက္ကရာ1366ခုရတော်လာပြည့်ကျော်17ရက်ကျေးဇူးတော်ရှင်ဘုက္ခုဆရာတော်ဘုရားကြီးရဲ့ဘိယုသန့်စဉ်ဝေးဖွားရာနေ့2008ခုနှစ်လွတ်လာရေးနေ့မှာဖြင့်ကျေးဇူးတော်ရှင်ဘုက္ခုဆရာတော်ဘုရားကြီးရဲ့ဘုံကိုအာရုံပြုပြီးတော့သက်တော်ကြီးဆရာတော်ဘုရားကြီးများကိုပြင့်ဖိတ်ယူ အများကောင်းမှုပေါင်းစုရတဲ့ကုသိုလ်ကောင်းမှုတို့ကိုရည်ရွယ်သွန်းချ၍ဒီဗိမာန်ကြီးကိုဖွင့်လှစ်ခဲ့ပြီးဖြစ်ပါလေ။ဒီဘုံရတမကြီးဗိမာန်တော်ကြီးရဲ့နာမည်ကိုပြည့်စုံပြောရမယ်ဆိုရင်ဖြင့်ကျေးဇူးတော်ရှင်အက္ခမဟာပဏိတ္တဘုဂုံဆရာတော်ဘုရားကြီးထေရုပ်ပတ္တိပြတိုက်နဲ့ဘုံရတမကြီးဓမ္မဗိမာန်တော်လို့အမည်သတ်မှတ်ပါတယ်။ ရာတော်ဘုရားကြီးရဲ့ဘဝမှာထူးခြားခဲ့တဲ့ဆရာတော်ဘုရားကြီးရဲ့ပြုလုပ်ခဲ့တဲ့သာသနာရေးဆောင်ရွက်ချက်မှတ်တမ်းဓာတ်ပုံများအကြီးကားများကိုဒီဗိမာန်တော်ကြီးမှာခံခံနာနာထရေဝါဝါစိတ်ဆွဲပြီးတော့လာရောက်ကြတဲ့ကျေးဇူးတော်ရှင်ဘုရားကိုဆရာတော်ဘုရားကြီးရဲ့တာဝကများကုသိုလ်ရှင်များ နောင်လာနောင်သားပြိတ္တာပြာသိရှိအောင်ယတ္တထားမှာဖြစ်ပါတယ်။ဘုညသာမေကြီးဓမ္မဗိမာန်တော်ကြီးရဲ့အထက်ပြည့်စင်ရမှာသူသားနေကြတဲ့ပြိတ္တာပြာမြင်တွေ့နေရသည့်အတိုင်းရွှေရမင်းစီတီပြထားပါတယ်။ကိုရွှေရမင်းစီတီရဲ့အထွတ်မှာကျေးဇူးတော်ရှင်အကမပဏိတမဟုတ်ဆရာတော်ဘုရားကြီး ဥဆောင်ဥရွေပြု၍လူတန်းအပ်သောတီဟိုကျွန်းမာစီဒီစိန်မှုတော်ကိုပုံတရံပြု၍ဆရာတော်ဘုရားကြီးရဲ့ဂုံကိုအာယုသူသောအဖြစ်စိန်မှုတော်အတွင်ကြီးတော်ကိုတင်ခဲ့ပါတယ်။ဘုံရသမဂီဓမ္မဗိမာန်တော်ဖြစ်သည့်အလျော်စွာဤဗိမာန်တော်ကြီးတို့လာရောက်ပြီးတော့လည်းပဲ သစ္စာတရားတွေကိုအားထုတ်ပူဇော်နိုင်ပါတယ်သစ္စာဓမ္မသဘင်ပွဲများကိုလည်းပဲမိမိတို့တက်ဆွမ်းသမျှကျင်းပနိုင်ပါတယ်ပူဇော်နိုင်ပါတယ်မိမိတို့ဇာတော်ဘုရားကြီးနဲ့ပတ်သက်တဲ့မတ္တမယာထူးခြားချက်များရှိလို့ရှိရင်လည်းပဲမိမိတို့အမြတ်တို့ထားတဲ့မတ္တများကိုဒီပုညသမဂ္ဂီဓမ္မဗိမာန်တော်ကြီးမှာ ဇေဒီအဖြစ်လာရောက်ပြီးတော့ပူဇော်ထားနိုင်ပါတယ်။ညောင်ရီရုံငင်တန်ကြားပြည်သက်များရှင်။ ကျေးဇူးတော်ရှင်အကမဟာပဏိတာမုဂုဆရာတော်ဖရာကြီးဟာမြမသာသနာဝင်ကဏ္ဍမှာတခင့်မှာတပါးဆိုသလားထွန်းတောက်ခဲ့တဲ့သာသနာအာဇာနည်မျိုးချစ်ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ဆရာတော်ဖရာကြီးဟာမြတ်ဗုဒ္ဓရဲ့သာသနာမှာပရိယတ်တိပရိပတ်တိပရိဝေဒဆိုတဲ့သာသနာတော်သုံးရက်ထွန်းကားပြန်ပွားစေရန်အတွက်တပွားတာလုံးလုံးလဆိုင်ထုတ်ဆောင်ရွက်တော်မူခဲ့ပါတယ်။ဒါအပြင်သတိပဋ္ဌာန်၄ပါးဝိပဿနာတရားတို့ကိုထေရဝါဒဗိဓကတော်နဲ့အညီလူတိုင်းနားလည်နိုင်အောင်စနစ်တကျပြသတော်မူနိုင်စွမ်းနဲ့ဆရာတော်ဖရာကြီး ဤခွန်ကျေးဇူးဟာအန်ချင်းမကုံနိုင်အောင်ရှိလာပါကြောင်းတင်ပြရင်းမုခုဆရာတော်ဖရာကြီးရဲ့သီလဂုံတမာတိဂုံပညာဂုံတို့ကိုရိုသေဥခိုက်ပူဇော်လိုက်ရပါတယ်ရှင်